တင်ဆက်ပေးမယ့်သတင်းကတော့အတင်းရသံသမားလေးဦးနေ့ချိန်ကမစင်နိုင်ရမယ်ယူအခက်ကြုံနေတဲ့သတင်းဖြစ်ပါတယ်မယူနီပြအီမိုရီဟာလေပါဘူးနဲ့ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်တဲ့နေရာမှာအဓိကဟာသမားလေးဦးလေ့ကျင့်ခန်းမစင်းနိုင်တာကြောင့်အခက်အခဲတွေကြုံတွေ့လျက်ရှိပါတယ်။အသင်းကောင်းစားဘရူနိုဖာနန်ဒက်တိုက်စစ်မှုမာတီးယက်ကူညာကွန်းရသမားတွေဖြစ်တဲ့ကက်စမီရိုနဲ့အာမက်ဒီယာတို့ဟာဟောက်ချာနေအထိလေ့ကျင့်ခန်းမစင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တရားရတာမျိုးမဟုတ်ပေမဲ့ပွဲပန့်မှုတွေကြောင့်၄ချိန်ခန့်မစင်နိုင်တာဖြစ်တယ်လို့လည်းမဲယူတဲ့တင်းထုတ်ပြန်ရေးအဖွဲ့ကအတည်ပြုခဲ့ပါတယ်။နိုင်ငံတကာပွဲစဉ်တွေကစားခဲ့ရတာကြောင့်ပွဲပန့်ပြီးတရားသားမျိုးဖြစ်စေဖို့ရည်ရွယ်ပြီးနီးပြအီမိုရင်ကအဆိုပါကသမားလေးဦး၄ချိန်ခန့်မစင်တာကိုလက်ခံခဲ့တာဖြစ်ပါတယ်။အီမိုရင်ဟာနိုင်ငံတကာပွဲစဉ်တွေမှာကစားရပဲအနားရခဲ့တဲ့ကသမားတွေတဲကအဆင်ပြေမဲ့သူတွေကိုလေပါဘူးနဲ့ပွဲမှာဦးစားပေးအသုံးပြုဖို့လဲစီစဉ်နေတယ်လို့သိရပါဗျ။ မယူနစ်ကစားရမယ့်လင်ပါမှုမှာလည်းအဓိကသံသမာတွေဖြစ်တဲ့ကိုနာဒေးနဲ့ဂရာဘင်ဘတ်တိုဟာဒဏ်ရာပြသနာတွေကြောင့်မယူနစ်ဘွဲကိုလဲချော်မှဖြစ်ပါရဲ့ရှင်ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာတာပါ